โอเคမျိုးတို့အားလုံးပဲမနေ့ကဒီပေါက်ကြသလားဗောနောကျွန်တော်ကတော့မပေါက်ပါဘူးဆိုတော့ကျွန်တော်တို့ဇာတ်လမ်းလေးကိုစာနေကြအောင်ဒီနေ့ပြပြပေးသွားမယ့်ဇာတ်လမ်းကတော့ Operation Diamond ဆိုတဲ့စစ်စင်ကြီးရဲ့အကျယ်ဖြစ်ပါတယ်1966ခုနှစ် August လကမ္ဘာသတင်းစာတွေမှာ Soviet Union တို့ရဲ့ခင်အမိဆုံးတိုက်လေယာဉ်တစ်စီးဖြစ်တဲ့ MiG-21 လေယာဉ်တစ်စင်းကို Iraq ပိုင်းတို့ကမောင်းနှင်သွားပြီးတော့ အစ္စရေးနိုင်ငံတွင်သို့ချောချောမမောယူဆောင်သွားတယ်ဆိုတဲ့သတင်းတစ်ပုဒ်ကိုလူကြိုက်များခဲ့ပါတယ်။ဒီသတင်းကစိတ်ဝင်စားဖွယ်ကောင်းတဲ့သတင်းနဲ့ဖြစ်တဲ့အတွက်ရပ်ပေါင်းတော်ကြောင့်သတင်းစာရဲ့ခေါင်းစည်းမှာပေါ်ပြခြင်းကိုခံရပါတယ်။ဒါပေမဲ့သတင်းတွေရဲ့ထုံးစံတိုင်းဘယ်သူမှကြားလာတဲ့အခါမှာသတိမရတော့ပါဘူး။ဒီသတင်းကိုမမေ့နိုင်တဲ့ပုဂ္ဂိုလ်တွေလည်းရှိခဲ့ပါတယ်။အဲဒီပုဂ္ဂိုလ်တွေကတော့ American, Gentle, England နဲ့အခြားသော အနောက်အုပ်စုဝင်နိုင်ငံတွေမှာစစ်ဘက်ခေါင်းဆောင်တွေဖြစ်ပါတယ်။အနောက်အုပ်စုနဲ့ရင်းနှီးတဲ့နိုင်ငံတစ်ခုအတွင်းသို့ပထမအုပ်စုရောက်ရှိလာခဲ့တဲ့ Soviet Union ရဲ့ MiG-21 တိုက်လေယာဉ်ကိုကြီးရှုလိုပါတယ်လို့ Israel ခေါင်းဆောင်တွေကို အတည်ချက်ပြောဆိုခဲ့ကြပါတယ်။ဒီညမှာမမေ့နိုင်တဲ့နိုင်ငံတစ်ခုကလည်းရှိနေပါတယ်။ဒါကတော့ Soviet Union ပဲဖြစ်ပါတယ်။သူတို့ဒေါသထွက်ရတဲ့အကြောင်းရင်းကတော့လုံခြုံရေးနဲ့ထောက်လှမ်းရေးအကြီးအကဲတို့က ြတ်ချခံရရတဲ့ကိစ္စဖြစ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဆိုဗီယက်ယူနီယံအနေနဲ့နိုင်ငံခြားတိုင်းပြည်တစ်ခုကိုပေးထားတဲ့ MiG-21 တိုက်လေယာဉ်တစ်စီးတိုင်းမှာဆိုဗီယက်ထောင်လန်းရေး KGB ဖွဲ့ဝင်တွေကအမြဲတမ်းစောင့်ကြည့်ထားပါတယ်လို့ဆိုဗီယက်ခေါင်းဆောင်တွေကသူတို့ကအာမခံထားပါတယ်။ဆိုဗီယက်တို့အတွက်ဒါကစည်ရေးဆုံးရှုံးမှုတစ်ရက်လည်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဆိုဗီယက်တို့ရဲ့ရှေ့တန်းတင်သုံးထားတဲ့တိုက်လေယာဉ်မျိုးစားရဲ့လုံဝတ်ချက်တွေကို အနာအုပ်စုကတစ်ခုပါမကျန်တည်သွားတော့မှဖြစ်တဲ့တကြောင်မဟုတ်ပဲဖြစ်ပါတယ်ထို့သူတည်သွားတဲ့အခါမှာလေရင်ပြန်ရဲ့စွမ်းဆောင်ရည်ကလည်းလုံးဝပျောက်ကွယ်သွားတော့မှဖြစ်ပါတယ်ဆိုဗီယက်ယူနီယံကမော်စကိုမှာရှိတဲ့အစ္စရေးတန်ရုံဂျေရုဆလင်မှာရှိတဲ့အစ္စရေးအစိုးရဖွဲ့စတဲ့အစ္စရေးအစိုးရအဖွဲ့အစည်းတွေကိုပြင်းထန်တဲ့ကန့်ကွက်စာတွေချင်းချောက်စာတွေပေးပို့ခဲ့ပါတယ်အစိုးရစာထဲမှာတော့ တို့ရဲ့ MiG-21 တိုက်လေယာဉ်ကိုချက်ချင်းပြန်လည်ပေးပို့ရမယ်လို့ပါရှိပါတယ်။ Israel တို့ကဒီကိစ္စကို သိပြီးတော့ဂယုမဆိုင်တဲ့ပုံနဲ့နေနေကြပါတယ်။ဖိုလီယင်ပြန်က UPS ဆိုသူတို့တို့ရဲ့ကောင်းခင်ပုံမှာကြာလာပြီးတော့ Israel နိုင်ငံအတွင်းသို့ထိုးစင်းလာခြင်းဖြစ်ကြောင်း Soviet Union တို့ကို ရှင်းပြကြပါတယ်။မိမိတို့ပတ်သက်ပြီးတော့ဒီလေယာဉ်ကိုလည်းအံ့ဩရကြအောင်စိတ်မကောင်းဖြစ်ရကြအောင်လည်းဘာလို့လို့လုပ်ရမှန်းမသိဖြစ်နေကြအောင် Israel ဆိုရက Soviet Union တို့ရဲ့ တောင်းဆိုချက်များကိုလည်းစဉ်းစားနေကြောင်းပြန်လည်ဖြေကြားခဲ့ပါတယ်။ရုရှားတို့ရဲ့အမျက်ကိုပြေစေဖို့ရန်အတွက်အမေရိကန်ပြည်ထောင်စုကဒီလီယင်ကိုကြီးစုွက်တောင်းထားခြင်းကိုလည်းပယ်ချခဲ့ပါတယ်။ဒီလိုမျိုးပယ်ချလိုက်တဲ့အတွက်ကြောင့်မလို့အနောက်အုပ်စုနဲ့အစ္စရေးနိုင်ငံတို့တတော်ကြကြပြစ်တင်ဝေဖန်ခြင်းပြုလုပ်ခဲ့ကြပါတယ်။ဤရနိုင်ငံဘက်ကရက်မြို့တော်ကနေပြီးတော့စတင်ပေါ်ပေါက်ခဲ့တဲ့ အဆိုပါဇက်ရှုပ်ကြီးကပို့ပြီးတော့ရှုပ်ထွေးလာခဲ့ပါတယ်။အီရက်ပိုင်းတော့မွန်နီဖာရက်ကအစိုးရရဲ့ရေဒီယိုကကြေညာခဲ့တဲ့အတိုင်းစိတ်မမှန်ပဲယူကြောင်ကြောင်ဖြစ်နေတဲ့လေတပ်ပုံလောင်းတို့မဟုတ်ပါဘူး။သူကကျွမ်းကျင်လိမ်မာတဲ့လေတရဲတူဖြစ်ပြီးတော့အီရက်စစ်တမအရေးပါတဲ့နေရာကိုမရခင်ကဆိုဗီယက်နဲ့အီရက်လုံခြုံရေးနဲ့ထောင်လန်းရေးသဘောတရားများကိုလည်းကြီးမားစွာနားလည်နေခဲ့တဲ့သူတူဖြစ်နေခဲ့ပါတယ်။ မူနီဖာရကပထမဦးဆုံးအမေရိကန်ပြည်ထောင်စုမှာလေယာဉ်မောင်းတင်တဲ့တပ်ဖို့အတွက်ရွေးချယ်စေလိုခြင်းခံခဲ့ရတဲ့သူကိုဖြစ်ပါတယ်။ခုနောက်မှာဆိုဗီယက်နိုင်ငံကိုပို့ဆောင်ခြင်းခံရပြီးတော့ဂျက်လီယင်ပြန်မောင်းခြင်းကိုအထူးလေးလာတင်ကြားခဲ့ပါတယ်။ထို့သောစိတ်ချရလောက်အောင်ကျွမ်းကျင်လေ့ကျင့်မှုသာပြည့်ဝပြီးတော့မှမူနီကို MIG 21ကိုဂိုင်တွယ်မောင်းနှင်စေခဲ့ခြင်းဖြစ်ပါတယ်။ သူဟာအချိန်အနည်းငယ်အတွင်းမှာအီရတ်နိုင်ငံရဲ့လေတရဲအုပ်စုမှနာမည်ကျော်လေတရဲတူဖြစ်လာခဲ့ပါတယ်။တိုက်လီရင်အုပ်စုရဲ့ဒုတိယကောင်ဆောင်လည်းပဲဖြစ်လာခဲ့ပါတယ်။ဆိုဗီယက်ယူနီယံနဲ့အီရတ်အစိုးရကလေရင်ပြန်ပြန်လည်ရရှိရေးအတွက်အရာမထင်တဲ့ကြိုးပမ်းချက်တွေကိုပြုလုပ်နေတဲ့အချိန်မှာပဲစစ်ဖက်ကောင်ဆောင်တွေကနူနီဘလိုမျိုးစတင်ကြံစည်ခဲ့တာလဲဘလိုတွေဆောင်ရွက်ခဲ့တာလဲကို ဝိုင်းဝန်းစဉ်းစားနေကြပါတယ်။ရှုတော့ဣသရေအာနာပိုင်ပိုင်က မူနီဖာရက်တယောက်လမ်းမှားပြီးတော့တက်စီကုန်ပြီးတော့အစ္စရေးနယ်မြေကိုရောက်ရှိလာတယ်လို့ဘိုလိုဝါဒါဖြေတွေကိုပြန်လည်ဖြေကြားခဲ့ပါတယ်။ဆိုဗီယက်ယူနီယံနဲ့အီရတ်အစိုးရရဲ့ယူဆချက်ကတော့အဆိုပါ MIG 21တိုက်လျင်ယူဆောင်သွားတဲ့ဖြစ်စဉ်ဟာမတော်တဆဖြစ်ရမဟုတ်ဘူးလို့ယုံကြည်ထားပါတယ်။ပြီးတော့နိုင်ငံနဲ့အစိုးရကိုမချေနှက်တဲ့လူတယောက်ရဲ့အစင်မချင်းလောက်ရလို့လဲသူတို့မတတ်မှတ်ပါဘူး။ဒီကိစ္စမှာ တရှိုးလုပ်ငန်းတစ်ခုပါဝင်နေတယ်လို့တတိချာချာသူတို့တွေးထင်စဉ်းစားခဲ့ပါတယ်။ဒါပေမဲ့သူတို့အနေနဲ့စဉ်းစားချက်ကတော့ဒီတရှိုးလုပ်ငန်းကို လုံဆောင်ခဲ့တဲ့အဖွဲ့ကတည်တည်မမအဖွဲ့စီပဲဖြစ်နိုင်ခြင်းမရှိပါဘူး။ဆိုတော့သူတို့ထပ်မံပြီးတော့စုံစမ်းလိုက်တဲ့အခါမှာဆိုပါဖြစ်စင်မှာပါဝင်ပတ်သက်နေတဲ့တရှိုးဖွဲ့စည်းကြီးကတော့ Israel ရဲ့မောဆက်အဖွဲ့ပဲဖြစ်ပါတယ်။ ဆိုဗီယက်ယူနီယံတို့ရဲ့နောက်ဆုံးထုတ်လုပ်ထားတဲ့ MIG တိုက်လေယာဉ်တွေကိုရယူလိုတဲ့စမ်းသပ်မှာအစ္စရေးတို့ကမဟုတ်ပါဘူး။ဒါပေမဲ့1962ခုနှစ်နောက်ပိုင်းမော့ဆက်အဖွဲ့နဲ့အစ္စရေးစစ်ဘက်အာဏာပိုင်တို့ကဒီမှန်းချက်တစ်ခုကိုအလေးထားလာခဲ့ပါတယ်။ဒါကတော့စစ်မြေပြင်မှာတုံးတဲ့ဗျံသူလက်နက်နဲ့ပတ်သက်တဲ့ပစ္စည်းမှန်သမျှနဲ့လုံးဝအောက်တော်တူညီတဲ့လက်နက်တွေကိုတီထွင်ပေးနိုင်တဲ့သူကိုအစ္စရေးစစ်ဌာနချုပ်ကစုငွေတွေပေးတာနိုင်ငံရေးခုံလုံးခွင့်ပေးတာတွေကို ပြုလုပ်လာခဲ့ပါတယ်။ဒီချက်ကိုအလေးထားတဲ့သူကတော့ Israel ဗိုလ်ချုပ်ကြီး Dan Dorkowski ပဲဖြစ်ပါတယ်။သူက1950ခုနှစ်နောက်ပိုင်းမှာ Israel လက်တမတော်ကိုတီထောင်ဖွဲ့စည်းခဲ့တဲ့လေတပ်ဗိုလ်ချုပ်သူဖြစ်ပါတယ်။ရန်သူကင်ဆောင်ထားတဲ့လက်နက်ကိုကိုရထားရင်ရန်သူကိုပေါ်စည်းကရတာပဲလို့သူဟာမကြာခဏပြောလိရှိပါတယ်။ဗိုလ်ချုပ် Dan Dorkowski ပြောကြားခဲ့တဲ့စကားနဲ့ပတ်သက်ပြီးတော့ Israel နိုင်ငံဟာတရှိတီကင်ဆွဲထားစေဖြစ်ပါတယ်။ အစ္စရေးတို့ကိုသူတို့ကိုယ်တိုင်ရရှိခဲ့တဲ့ထောက်လှမ်းချက်တစ်ခုကနိုင်ငံတော်ကာကွယ်ရေးအတွက်အလွန်ပင်အရေးပါပင်တော်ညာလည်းပဲအမေရိကန်နိုင်ငံနဲ့ထိတ်တန့်လှုပ်ဝက်ကိစ္စတွေအတွက်အလဲလဲပြုလုပ်တတ်ကြပါတယ်။ရန်သူလက်နက်ကြောင်းတည်င်းထောက်လှမ်းရရှိခြင်းဖြစ်စေလက်နက်တွေဒိန်းစီရရှိတဲ့အခါဖြစ်စေအစ္စရေးတို့ကအမေရိကန်ကိုမပေးချင်တော့စစ်လက်နက်ပင်ဖြစ်စေတော်ညာအလဲလဲလှုပ်ရေးအစ္စရေးတို့အလိုရှိသည်ကိုအမေရိကန်တို့ထံမှရယူတတ်ကြပါတယ်။ ရန်သူလက်ထံမှာရှိနေတဲ့နောက်ဆုံးပေါ်နံနက်တွေကိုရယူဖို့ကြိုးစားတဲ့ Israel ရဲ့မူဝါဒကို Electronic တံပြန်ထောင်လည်ရေး ECM လို့ခေါ်ဆိုကြပါတယ်။ဘူဂျုတ်တန်တော်ကောင်စကီကဒီမူဝါဒကိုချပေးခဲ့စဉ်တုန်းကတော့ဒီစကားလုံးကိုအသုံးမပြုခဲ့ပါဘူး။1950ပြည့်နှစ်ရဲ့အလဲစုခင်မှာသူ့အတွက်အရေးကြီးတဲ့ကိစ္စမှာထိုစဉ်ကနောက်ဆုံးပေါ်ပေါက်နေတဲ့ MIG 17လေယာဉ်ပြန်ပဲဖြစ်ပါတယ်။ဘူဂျုတ်တန်တော်ကောင်စကီက စစ်ထောက်လန်ရေးအာဏာပိုင်တွေကိုဒီကဲတို့အမိန်ပေးခဲ့ပါတယ်။ကျုပ်တို့တွေဘလို့နီးနေဖြစ်ဖြစ်မဖြစ်တဲ့နီးနဲ့ဒီလီရင်ပြန်ကိုရအောင်ယူရမယ်။အထက်အမိန်ဖြစ်တဲ့အတွက်ကြောင့်မလို့ Israel ထောက်လန်ရေးအဖွဲ့အစည်းတွေကဒီပြဿနာတွေကို အလေးထားဆောင်ရွက်ခဲ့ကြပါတယ်။ဒါပေမဲ့လွယ်ကူတဲ့ကိစ္စတခုတော့မဟုတ်ခဲ့ပါဘူး။အဆောင်ချက်တွေထူထူထဲထဲခြားရတယ်ပြီးတော့ Soviet Union ရဲ့ထောက်လန်ရေးအဖွဲ့အစည်းတွေကစောင့်ချက်ထားတဲ့လေရင်တွေကို ဘယ်လိုပဲပုံနည်းရယူမှလဲအီဂျစ်နိုင်ငံရဲ့တနေရာမှာ MIG 21လေယာဉ်တွေကိုလာပြီးတော့ချတဲ့ဒီလေယာဉ်ကြီးတွေကို ကြားဖြတ်ဝင်တိုက်ပြီးတော့ရယူမှလားလေဒါစကန်တစ်ခုမှာ စပိုင်တစ်ယောက်ထားပြီးတော့လှုပ်ဝှက်ထောင်လန်းခိုင်းရမှလားလေယာဉ်ကိုအစ္စရေးပိုင်နက်ထဲကိုညှခေါ်လာပြီးတော့ဖြစ်ချမှလားဒါမှမဟုတ်လေတရဲနဲ့ဇွေးနွေးပြောဆိုပြီးတော့ဆင်းခိုင်းမှလားဆိုတဲ့နီလန်းသူတွေကိုသူတို့စဉ်းစားကဲကြပါတယ်ဘလို့ပဲဖြစ်ပါစေ အစ္စရေးထောင်နိုင်ရေးက MIG 17ကိစ္စကိုကံကောင်းထောက်မှဆောင်နဲ့ဖြေရှင်းနိုင်ခဲ့ပါတယ်1956ခုနှစ်စူအက်စ်ပွဲမှာအစ္စရေးတပ်ဖွဲ့တွေကစိုင်းနိုင်ကျွန်းဆွယ်တဲကိုထိုးဖောက်ဝင်ရောက်တဲ့အခါမှာသူတို့ကတံပိုးရှိလာတဲ့ဆိုဗီယက်ယူနီယံရဲ့ MIG 17လေယာဉ်ကိုလူသူ၄ပါးမရှိအကာအကွယ်မရှိတဲ့လေယာဉ်ကွင်းပျက်ကြီးတစ်ခုထဲမှာ TTG ရပ်ထားခဲ့ကြပါတယ်လေယာဉ်ကိုမောင်းနေမဲ့လေပြင်းနဲ့လေယာဉ်ကိုကာကွယ်ပေးရမယ့်စစ်သားတွေက တက်ဆုပ်တဲ့အခါမှာဒီလေရင်ကြီးကိုဖျက်ဆီးခဲ့ခြင်းမရှိဘဲနဲ့ကောင်းမွန်စွာနဲ့ပကတိတိုင်းဆွန့်ခွာခဲ့ကြခြင်းဖြစ်ပါတယ်။နောက်ထပ်9နှစ်ကြာလာတဲ့အခါမှာဣသရေစစ်ဖက်ခေါင်းဆောင်တွေကထောင်လှမ်းရေးဘက်ကိုလိုအပ်ချက်တစ်ခုကိုထပ်ပြီးတော့တောင်းဆိုပြန်ပါတယ်။ဒါကတော့ဆိုဗီယက်ယူနီယံရဲ့အစ်စ်ထပ်မံထုတ်လိုက်တဲ့ MiG 21လေရင်ကိုရယူဖို့ဖြစ်ပါတယ်။ပြီးတော့ MiG 21လေရင်တွေက အီဂျစ်စီးရီးယားနဲ့အီရတ်နိုင်ငံတွေကိုစတင်ဖြန့်ဖြူးပေးနေပြီဖြစ်ပါတယ်။နောက်ထပ်စစ်ပွဲတစ်ပွဲတိုက်ရပါကအစ္စရေးလေသွေးများကြိုတင်ကာကွယ်နိုင်မဲ့လိုအပ်ချက်တွေကိုသိရှိကြတဲ့အတွက်ကြောင့်မို့လို့ရယူချင်တာဖြစ်ပါတယ်။ထို့နောက်မော့ဆက်အဖွဲ့နဲ့အစ္စရေးစစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကဒီပြဿနာကိုတည်တည်ချာချာစမ်းစစ်လေ့လာကြပါတယ်။နောက်တော့လေသွေးတအုပ်ကိုဖျားယောင်းတင်းသွင်းပြီး လေရင်ဘူးအစ္စရေးပိုင်နက်ထဲသို့မောင်းနှင်လာခြင်းကအကောင်းဆုံးနီလန်းဖြစ်ကြောင်းသဘောပေါက်ခဲ့ကြပါတယ်အစ္စရေးတို့ကအာရတ်လေတရဲတူရဲ့အကြောင်းအရာတွေကိုအာရတ်စစ်ဘက်ဆိုင်ရာအာဏာပိုင်များထက်ခရီးစီတွင်းကြပုံမူတရှိထားတဲ့အကြောင်းဖြစ်ပါတယ်ကဘာကျော်တက်မရော်ဂျီကရန်သူလေရင်တွေကိုအမြဲတမ်းကြိုးပမ်းထောက်လှမ်းနေကြတဲ့အတွက်အာရတ်နိုင်ငံတွေအမေရိကန်အစ္စရေးနဲ့ရုရှားတို့ကလည်းဒီနီးတိုင်းပင်အချင်းချင်းထောက်လှမ်းနေကြဖြစ်ပါတယ်ထို့ပြင် လေတရဲတွေတည်င်းပိုးချက်တွေပါတဲ့တိတ်ခွေတွေကိုလည်းဒေချာစွာစမ်းစစ်လေ့လာကြပါတယ်။လေတရဲတူဦးကအခြေဆိုင်စခန်းကိုတည်င်းပြန်ပို့တာလေထဲမှာပြန်တန်းနေစဉ်တွင်မှာပဲလေတရဲချင်းချင်းစကားပြောတာတွေကိုတလုံးမကျန်အစ္စရေးထောက်လန်းရေးတွေကတိတ်ခွေဖြင့်ဖမ်းယူထားပါတယ်။ဒါကြောင့်လေတရဲတူဦးရဲ့အကြောင်းဆုံးပြည်စုံတဲ့မှတ်တမ်းတစ်စောင်ကိုရရှိကြပါတယ်။ဒါပေမဲ့လည်းဒီဟာတွေလုံယုံပြင်ကိုသူတို့တွေရဲ့ဆေလွတ်ထားတဲ့တရှိုးတွေကလည်း ဒေသရဲတွေရဲ့အကြောင်းအရာကိုတမှန်ဖြည့်စွက်တင်ပြလိုက်တဲ့အခါမှာတော့လုံးဝပြည်စုံတဲ့ထောက်လန်းရေးချက်လက်တွေရရှိခဲ့ပါတယ်။ထို့ပြင်အစ္စရေးလူမျိုးလိုခေါ်တွင်ကြတဲ့ပုဂ္ဂိုလ်တွေဟာအမှန်စင်စစ်စီးရီးယားအီရတ်နဲ့အီဂျစ်နိုင်ငံတွေမှာကြီးပြင်းလာတဲ့သူတွေဖြစ်ကြပါတယ်။သူတို့ကိုကြည့်တဲ့အခါမှာအရတ်တွေနဲ့လုံးဝဆင်တူပဲဖြစ်ပါတယ်။စကားပြောလို့ရှိရင်လည်းအရတ်တွေရဲ့လေတံတိုင်းတသွေးမသိပြောနိုင်ကြပါတယ်။ဒါကြောင့် သူတို့ကိုထောက်လန်းရေးလုပ်ငန်းတွေကိုလေးကျင့်တင် जा ပေးလိုက်တာနဲ့ပဲအာရတ်နိုင်ငံတွေရဲ့တက်မတော်အတွင်းကိုဝင်ရောက်ထိုးပေါက်ကတည်င်းချက်လက်တွေရယူနိုင်ကြပါတယ်။ထို့နောက်အစ္စရေးတို့မှာဒီလေရင်ကိုပြန်လည်ရယူဖို့အတွက်တပန်းတာတော်ချက်တစ်ခုကလည်းရှိနေပြန်ပါတယ်။ဒါကတော့အာရတ်လေတရဲတွေကဒီပတ်တို့မကြာခဏတွားကြရပါတယ်။ဘာကြောင့်လဲဆိုတော့ဤတွင်မှာလေးကျင့်တင် जा ဖို့ရန်အတွက်အခြေအနေမရှိလို့ကြောင့်မလို့ အာရပ်လေတရဲတွေကအမေရိကန်ပြည်တော်စုဗြိတိန်ဂျင်တင်းနဲ့ဆိုဗီယက်ယူနီယံတို့မှာတိုက်လေရင်မောင်းတင်တန်းတွေကိုလေ့ကျင့်သင်ကြားရပါတယ်။လေ့ကျင့်ပေးတဲ့သူနိုင်ငံများကဣသရေလတရဲတွေရဲ့ကိုရေးချက်လက်တွေကိုတိကျမှန်ကန်စွာပြုစုထားပါတယ်။အဲဒါကြောင့်မလို့ဣသရေလတို့ကအာရပ်လေတရဲတွေရဲ့မှတ်တမ်းတွေကိုလည်းထပ်မံပြီးတော့ရရှိကြပြန်ပါတယ်။အာရပ်လေတရဲတွေရဲ့ကိုပိုင်မှတ်တမ်းတွေကို မောဆက်အဖွဲ့နဲ့အစ္စရေးထောင်လန်းရေးအဖွဲ့ဝင်တွေကတေချာစွာလေ့လာပြီးတဲ့အခါမှာမွတ်စလင်မဟုတ်တဲ့အာရဗ်လေတီးရဲတွေကိုတိမ်သွေးတဲ့အခါပို့ပြီးတော့မကူအောင်မြင်မယ်လို့ခံမှန်းတွက်ချက်ကြပါတယ်ခရီးယန်ဘာသာဝင်တွေနဲ့အခြားဘာသာရေးခန်းဝင်တွေက အာရဗ်နိုင်ငံတွေမှာ လူနည်းစုဖြစ်တဲ့ကြောင့်မလို့ပုံမူလွယ်ကူစွာဂိုင်းတွဲနိုင်ပါတယ်။ဒါကြောင့်ဒီလီတရဲတွေကိုအစ်စရေးထောက်လှမ်းရေးအဖွဲ့တွေကမျက်ခြေမပြတ်စတင်ထောက်လှမ်းစုံစမ်းပါတော့တယ်။ လေးလတာကာလကျော်လွန်သွားပေမဲ့လည်းစီမံကိန်းရဲ့အောင်မြင်မှုကဖြစ်ပေါ်မလာသေးပါဘူး။1962ကုန်ကန်ဒီမှာစစ်ထောက်လိုင်းရဲ့အဖွဲ့ကိုတာဝန်ပေးအပ်လိုက်ပါတယ်။မော့ဆက်အဖွဲ့ကိုတာမန်ဖြစ်တဲ့ကူညီဝမ်းဝေးရမယ်တာဝန်သာပေးအပ်ပါတော့တယ်။အစိုးရရဲ့ဆုံးဖြတ်ချက်ကမော့ဆက်အဖွဲ့အားတုံ့လောက်သွားစေခဲ့ပါတယ်။ MIG တိုက်လျင်ကိုအရယူရမယ်ကိစ္စမှာစီရေးကိစ္စတရဖြစ်ပေမဲ့လည်းမော့ဆက်အဖွဲ့ကြီးဖို့၎င်းရဲ့ဂုံတိတ်ကလည်းဆက်ဆက်နေပါတယ်။ ဒါကြောင့်မောဆက်ကခါတိုင်းထက်နှစတိုးပြီးတော့စ조사ထောက်နိုင်ရပါတယ်။ကျွမ်းကျင်သူပါရဂူတွေကလှုပ်ဝက်မှတ်တမ်းတွေကိုပိုက်စိတ်တိုက်လိလာကြပြန်ပါတယ်။စစ်အတွင်းပြစ်ချခံရပြီးသုံးပန်းဖြစ်နေတဲ့ RR လေတရဲတွေကိုလည်းစစ်မေးကြပြန်ပါတယ်။ဒီကနေပြီးတော့ဒိန်းသွင်းနိုင်မဲ့အကွက်တွေကိုရွေးထုတ်စုဆောင်းပြီးတော့ချင်းကန့်ရမဲ့နီလန်းတွေကိုလည်းလိလာသုံးသပ်ကြပါတယ်။ဒီပြဿနာကအလွန်အရေးကြီးပြီးတော့ဒိတ်မှုစွာကင်တယ်တတ်မှုထူးပင်လိုအပ်ပါတယ် ဒါမှသာအာရန်နဲ့ဆိုဗီယက်တို့ရဲ့တံပြန်ထောက်လန်းရေးထောင်ချောက်တဲ့ကိုမကြောက်မှဖြစ်ပြီးတော့ဖုတ်လုပ်ငန်းကိုကနဦးစတင်ကားစားပြင်တောက်လျှောက်အဆင်ပြေရမှာပဲအဆင်မပြေလို့ရှိရင်ဒီလုပ်ငန်းကြီးတစ်ခုလုံးရေဆုံမျောသားမှာပဲဖြစ်ပါတယ်ဒီချိန်မှာအစ်စရေးစစ်ဖက်ထောင်လန်းရေးတွေကထောင်လန်းရေးသမားတွေကိုတွေ့တိုင်းကြုံတိုင်းဘယ်နဲ့လဲလင်းပြန်မရသေးဘူးလားလို့မေကွန်းတွေကိုတစားစားမေးကြပါတယ်1966ခုနှစ်မှာ မော့ဆက်အဖွဲ့ကြီးက အီရတ်မြို့တော်ဘက်ဂရက်မှာတာဝန်ထမ်းဆောင်နေတဲ့၎င်းတို့ရဲ့ထိတ်တန်းတချို့တို့နဲ့အဆက်အသွယ်ရပါတယ်။သူ့ကိုတခြားသောကိစ္စတွေခိုင်းထားပေမဲ့လည်းယခုခါမှာတော့အီရတ်လေတရဲတို့နဲ့အဆက်အသွယ်လုပ်ရေးကိုသာဦးစားပေးဆောင်ရွက်ခိုင်းလိုက်ပါတယ်။တင်းသွင်းရမယ့်လေတရဲတွေရဲ့အမည်စင်းကိုလည်းပေးလိုက်ပြီးတော့ကျန်တာတွေကိုဆက်လက်လှုပ်ဆောင်ရန်တာဝန်အမြင်လိုက်ပါတယ်။တရှိုးအမျိုးသမီးဖြစ်ပါတယ်။ နယူးယောက်မြို့မှာဝေးဖွားပြီးတော့အမေရိကန်နိုင်ငံကိုလက်မှတ်ကိုင်ဆောင်ထားသူဖြစ်ပါတယ်။မော့ဆတ်အဖွဲ့ကြီးတို့အချိန်တော်ကြာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးအစ္စရေးလူမျိုးများကိုလုံးဝဝန်ခွင့်မပြုတဲ့နိုင်ငံတွေကိုလည်းအမေရိကန်ရဲ့နိုင်ငံကူးလက်မှတ်နဲ့လူမျိုးသမီးကဝင်ထွက်သွားလာနိုင်ပါတယ်။သူမကသွက်လက်ချက်ချပြီးတော့အတိဉဏ်ရှိတဲ့သူတို့ဖြစ်ပါတယ်။သူမရောက်ရှိရာနေရာတိုင်းမှာနိုင်ငံရေးစစ်ဖက်ခေါင်းဆောင်ဒါရီနဲ့ဝင်ဆက်အောင်ပေါင်းသင်းလေးရှိပါတယ်။ဟုတ်ပြင်သူမက ပြင်သူမကယူပါယုံတီးဆိုတော့ရုပ်ရည်ပြပြမှုရည်ချင်းကိုလည်းအပြေးဝပိုင်ဆိုင်ထားပြန်ပါတယ်။ဒါကြောင့်မလို့သူမက မောဆက်အဖွဲကပေးတဲ့စည်ရင်းပါ လေတရေတော်တော်များများကိုနကိုခဲကသိရှိထားပြီးဒါမှမဟုတ်ရင်တော့အနည်းဆုံးကြားဖို့ထားသူဖြစ်ပါတယ်။သူမကရက်သက်တပတ်အနည်းငယ်တွင်လှုပ်ဝက်စုံစမ်းမှုတွေပြုလုပ်ပြီးနောက်ရင်းရင်းနီးနီးအနီးကပ်သိမ်းသွင်းရမယ်လေတရေကိုရွေးချယ်လိုက်ပါတယ်။မောဆက်ရဲ့တရှိုမယ်လေးရွေးချယ်လိုက်တဲ့လေတရေမှာ မူနီဖာရက်ဖြစ်ပါတယ်။သူက ခရီးယန်ဘာသာကိုကိုးကွယ်ပြီးအီရက်လေတက်မတော်ရဲ့အကောင်းဆုံးလေတရဲအုပ်စုမှာတဦးပါဝင်ဖြစ်ပါတယ်။ဒရှိုမဲကလေးကမော့ဆက်အကြီးအကဲများထံတည်င်းပြန်လဲပေးပို့လိုက်ပါတယ်။ချက်ချင်းပင်သူတို့ထံမှဆက်လက်ဆောင်ရွက်ပါဆိုတော့မီးစိမ်းကို ပြန်လဲရရှိခဲ့ပါတယ်။ရက်သက်တပတ်အနည်းငယ်ကြာတဲ့အခါမှာဒရှိုမဲလေးကအီရက်စစ်ဖက်နဲ့နိုင်ငံရေးခေါင်းဆောင်ကြီးတွေတက်ရောက်တဲ့ပါတီဘွဲတခုတို့တက်ရောက်လာခဲ့ပါတယ်။သူ့ပါတီမှာ အီရက်လေတက်မတော်ယူနီဖောင်းဝတ်ဆင်ထားတဲ့ရုပ်ဖြောင်ဖြောင်အရာရှိတူကိုသူမှတွေ့ရှိရတဲ့အခါမှာပါတီပေးသူအင်ရှင်ကိုဒီပုဂ္ဂိုလ်ဟာမိသူမိဝါဖြစ်ကြောင်းမေးမြန်းကြည့်လိုက်ပါတယ်ထို့ကားအင်ရှင်ကပြုံးရယ်ပြီးအော်သူလားသူကမူနီဖာရက်လေတိတ်တော်တဲ့လေတရတူပေါ့ဗာလဲသူနဲ့မိတ်ဆက်ပေးရမလားလို့ပြန်လဲမေးမြန်းခဲ့တာကိုခံခဲ့ရပါတယ်သူမထမဟုတ်ကဲ့ဟူသောအဖြေရပြီးမကြမိပါပဲတချို့မယ်နဲ့မူနီရက်ဖာတို့ဆုံတွေ့ကြရပြီဖြစ်ပါတယ် လက်ရှိမဲကလေးကသူမ၏ယူပါယုံလေးကိုတုံး၍မဲခွန်းတွေကိုတစ်ခုပြီးတစ်ခုဇက်တိုက်မိကဟူနီဖာရက်ကိုတဖြည်းဖြည်းဆွဲယူခဲ့ပါတယ်။သူတို့နှစ်ဦးကမကြမီမှာပဲတွင်လင်းစွာယဉ်ဤပြောဆိုလို့ရတဲ့မိတ်ဆွေများပင် ဖြစ်နေကြပြီဖြစ်ပါတယ်။မူနီကလည်းသူပြောသမျှကို ကိုချင်းစာနာစွာနဲ့နားထောင်ပေးနေသူတရှိုးမဲကလေးဟာယဉ်ထဲရှိသမျှကိုတွင်လင်းပြောဆိုနေပါတော့တယ်။မူနီဟာစိတ်တော့ကရောက်နေသူတူဖြစ်ပါတယ်။ သူဟာအာရက်လူမျိုးတူဖြစ်ပြီးမျိုးရှိစိတ်လည်းရှိသူဖြစ်ပါတယ်။ဒါပေမဲ့အီရက်မြောက်ပိုင်းမှာရှိတဲ့ကတ်လူမျိုးစုတွေကိုအီရက်အစိုးရကနှိမ်နှင်းတိုက်ခိုက်တဲ့အခါမှာတော့မွန်နီဒီသဘောမတူပဲချုပ်ချခဲ့ပါတယ်။ကတ်လူမျိုးတို့ရဲ့လွတ်လွတ်လပ်လပ်နေတတ်တဲ့တောင်ပေါ်သားပြီးလို့ရှိရင်အီရက်ရင်ကျေးမှုမှာပန်ဝင်ရောနှောမှုမပြုတ်ခြင်းကိုမွန်နီဖာရက်ကလက်ခံပါတယ်။မကြမီပါပဲသူတို့ကသူတို့ခေါင်းဆောင်မူလာမူစတာပါတာဆန်ရဲ့ဦးဆောင်မှုနဲ့ အီရတ်အစိုးရကို တော်လှန်ပုန်ကန်ကြပါတယ်။ကလူမျိုးတို့ကအီရတ်စစ်သားများကိုတဲတဲမဲမဲတိုက်ခိုက်နေကြပါတယ်။တို့ကအီရတ်တို့ကခင်မီတိုက်လျင်ပြန်များလက်နက်စမ်းများကိုတုံးပြေကတ်လူမျိုးစုပြဿနာကိုတိုက်ခိုက်ခြင်းဖြင့်ဖြေရှင်းကြပါတော့တယ်။အီရတ်တို့ရဲ့ရည်ရွယ်ချက်မှာလည်းကိုရှင်းလင်းခြင်းဖြစ်ပါတယ်။ဒါကတော့ကတ်လူမျိုးတွေကိုအမျိုးပြုတ်တုံ့တင်ရေးပဲဖြစ်ပါတယ်။တောင်ကုန်းပေါ်မှာကတ်ကြွာကလေးကိုအမြောက်ဆန်နေဒုံးပြန်နေမီးလောင်ပုံးနေပြီးတော့ မူနီဖာရတ်တို့မောင်းနှင်ရတဲ့ MiG 21တိုက်လေယာဉ်တို့နဲ့ဘုံကျဲခြင်းလုပ်ငန်းကိုလုံဆောင်ရပါတယ်။မူနီဖာရတ်ကတရှိုမဲကလေးကိုရှင်းရှင်းလင်းလင်းပြောပြတဲ့အချိန်မှာသူဟာခရီးယန်တူဖြစ်တဲ့အကြောင်းမလို့ကြီးနိုင်ငယ်ညင်ပြုတ်လုပ်ခြင်းကိုမလိုလားပါဘူး။ကလေးနဲ့မိန်းမတွေပေါ်သူကြီးလေရင်ပြန်မှဘုံများကျဲချရတဲ့လူမျိုးရေးစပွဲကိုမိမိယုံမုံချောင်းများလဲပါဝင်ပါတယ်။လေတရဲမူနီကညားပြားလာတဲ့အာရတ်တွေကို စန့်ကျင်ရင်ဆိုင်နိုင်တဲ့လူနည်းစုအစ္စရေးတို့ကိုမိမိတို့စိတ်ထက်ကကြိတ်ပြီးချီးကျူးမိပါကြောင်းနဲ့ရိုးရိုးသားသားဖွင့်ဟဝန်ခံခဲ့ပါတယ်။လက်ရှိအမေရိကန်ကမွန်နီပြောသမျှကိုစာနာမှုပြင်းနဲ့နားထောင်နေခဲ့ပါတယ်။တခါတလေမှာအမေရိကန်ပြည်ထောင်စုကလည်းလူနည်းစုလူမျိုးများပေါ်မှာလူမျိုးရေးစစ်ပွဲဆင်နွှဲနေခြင်းကိုအမေရိကန်တအူးအနေနဲ့အပြစ်ရှိသလိုခံစားမိကြောင်းသူမကအိုက်ချက်ပြုပါတယ်။တို့ပေမဲ့စကားလက်ဆောင်ကြနေတဲ့အချိန်တော်တွင်သူမသည်မွန်နီရဲ့ ်ရင်ဟဖွင့်ဟချမ်းများကိုစိတ်ဝင်တစားနားထောင်နေပါတော့တယ်။သူတို့နှစ်ယောက်စကားကောင်းနေလိုက်ဒီမှာမိုးပင်ချုပ်သွားပြီဖြစ်ပါတယ်။မူနီကတရှိုးမဲကလေးကို သူ၏ကားနဲ့အိမ်ပြန်ပို့မယ်လို့ကမ်းလှမ်းလိုက်ပါတယ်။သူမ၏အိမ်ခန်းသို့ရောက်တဲ့အခါမှာသူမကားပေါ်မှာဆင်းတဲ့ကားမူနီကသူမမကြမီမှာငါမင်းကိုညသာကြွေးပြစေလို့ဖိတ်ခေါ်လိုက်ပါတယ်။သူမကလည်းလိုလိုလားလားလက်ခံခဲ့ပါတယ်။ သူမကမူနီဖာရက်ကသူမလူချင်းနဲ့လူတန်းစားဖြစ်ကြောင်းသိရှိထားပါတယ်။ဒါကြောင့်မလို့မူနီကမော့ဆက်အဖွဲ့ကြီးကိုကူညီမဲ့သူဖြစ်ကြောင်းရေးသားပြီးတော့မော့ဆက်အဖွဲ့ကြီးကို ပြန်စားပို့လိုက်ပါတယ်။လာပေါင်းများစွာကုန်လွန်ခဲ့ပါပြီ။မူနီဖာရက်နဲ့တရှိုးမဲအမေရိကန်မလေးတို့တဦးနဲ့တဦးတွေ့ဆုံခြင်းတွေပုံပုံများပြားလာပါတယ်။တဦးနဲ့တဦးကြားထဲမှာရင်းနှီးမှုတွေပါလဲပို၍ပို၍ပို၍ရလာကြပါလဲ။ မူနီကပျော်ရွှင်၍တစ္ဆာရှိသောအိမ်တော်ရှင်ယောက်ျားသူဖြစ်ပါれဇနီးနဲ့ရင်သွေးတို့ကိုတန်ရောစင်များသာရှိပေသောညာသူတွေ့ဆုံရတဲ့အပေါ်အားညီတိပုဂ္ဂိုလ်ကိုများဖွင့်ဟာမပြောဘူးသည့်ကိစ္စရများကိုဖွင့်ဟပြောခဲ့သည့်အထိရင်းနှီးသွားခဲ့တာပဲဖြစ်ပါれသရှုမဲကလေးကမူနီပြောစကားကို အမြဲတမ်းနားထောင်နေဖို့စိတ်အားထက်သန်နေခဲ့တဲ့သူဖြစ်ပါれကပ်လူမျိုးတွေကိုဘုံကျဲတိုက်ခိုက်ရန်နေရင်မောင်းနေသွားစဉ်မူနီတယောက်စိတ်ဆင်းရဲကြီးစွာဖြစ်ရသည်ကို သူမနားလည်ခဲ့ပါတယ်။သူတို့နှစ်ဦးလုံးစကားပြောကြတဲ့အခါမှာဒီကိစ္စကိုမကြာခဏဆွေးနွေးခဲ့ကြပါတယ်။ဒီကိစ္စကမူနီကိုစိတ်တော့ကရောက်စေတဲ့အဖြစ်လို့သူမတည်ထားသဖြင့်သူ၏ယုံကြည်မှုကိုရယူရန်နီလန်းများကိုလည်းသူမသိရှိနိုင်ခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်၍သူမအပေါ်ထားခဲ့သောမူနီ၏ယုံကြည်မှုကိုတစ်ချိန်ချိန်တွင်သူမအသုံးပြုနိုင်ပြီဖြစ်ကြောင်းသဘောပေါက်သဖြင့်ထိုယုံကြည်မှုကိုလည်းလိုးပွားစေခဲ့ပါတယ်။ တစ်ချိန်ထဲမှာသူမက မုံမီရဲ့ဥကောင်းထဲမှာအကြံတစ်ခုကိုထည့်သွင်းရှင်တန်စီခဲ့ပါတယ်။ဒီကြံကတော့ကတ်လူမျိုးတွေကိုညင်ပန်းနှိပ်စက်တက်ဖြတ်ခြင်းမှာမပါဝင်စေတော့တဲ့နီလန်းကိုရှာရမ်းပြီးဖြစ်ပါတယ်။သူတို့နှစ်ယောက်တွေ့ဆုံပြီးလာပေါင်းများစွာကုန်လွန်သွားခဲ့ပါတယ်။တခုသောဇလိုင်လမှာဘောဆက်ရဲ့တရှိုးမလေးကသူ၏တရှိုးလုပ်ငန်းကိုစတင်အကောင့်ထဲပို့ဖို့အချိန်ရောက်ပြီလို့ဆုံးဖြတ်ခဲ့ပါတယ်။သူမဟာမူနီကိုဥရောပသို့သူတို့နှစ်ဦးအလဲပတ်သွားရန်အကြံပေးခဲ့ပါတယ်။ မူနိုမူနီဖို့အနားယူဖို့အခွင့်အာဏာတဲ့သဘောတူလပ်ပြီးတော့နှစ်ဦးသားဘယ်ရီမျိုးကိုဖောက်ခွာသွားကြပါတယ်ဘယ်ရီမျိုးတို့ရောက်ပြီးတော့နှစ်ရက်ကြာပျော်ရွှင်သွားအတူတူနေထိုင်ခဲ့ပြီးအမေရိကန်မကလေးကသူမရဲ့လုပ်ငန်းကိုစတင်အကောင့်ထဲပေါ်ပါတော့တယ်သူမကမူနီကိုသူမနဲ့တူအစ္စရေးနိုင်ငံကိုသွားရောက်တဲ့ဘက်ကိုအကြံပြုလိုက်ပါတယ်အစ္စရေးနိုင်ငံမှာရှိတဲ့သူမရဲ့မိတ်ဆွေတွေကမူနီလိုချင်တဲ့အကူအညီတွေကို ေးနိုင်လိမ့်မယ်လို့ပြောဆိုဖြားယောင်းတိမ်တွင်ခဲ့ပါတယ်။သူတို့နှစ်ဦးကအစ္စရေးနိုင်ငံသို့လှုပ်ဝှက်သွားနိုင်ရန်လေယာဉ်လက်မှတ်တွေကိုလည်းအစ္စရေးအစိုးရကထောက်ပံ့ချက်ဖြင့်အခမဲ့ရရှိပါတယ်။တရှူမဲကလေးကသူမရဲ့လက်ကင်အိတ်ထဲမှာနိုင်ငံကူးလက်မှတ်အသစ်တစ်ခုကိုမူညီအတွက်ထုတ်ပေးလိုက်ပါတယ်။ရှင်တာကိုတုံးပြီးသွားနိုင်ပါတယ်။ဒီမရဲ့မိတ်ဆွေတွေကရှင်သဘောကျလောက်အောင်မကူညီနိုင်ဘူးဆိုရင်ကျမတို့ဒီခီးစဉ်ကိုလှုပ်ဝှက်ထားပါမယ်။ကျမအာမခံပါတယ်လို့ပြောခဲ့ပါတယ်။ ။ဟိုနီကလည်းသိပြီးတော့အာဩချင်းတိတ်မဖြစ်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့အမေရိကန်မလေးကဒီပနိုင်ငံအစိုးရတခုနဲ့ဆက်သွယ်နေခဲ့တယ်လို့ငိုခရဲကမူနီအနေနဲ့တန်တရားရှိခဲ့တဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်။ဒါပေမဲ့လည်းကန်လန်ဂျာပြုတ်လုံနေစဉ်ထားရှိထားတဲ့သူမရဲ့ညံတားနဲ့မူယာတို့ကလည်းပြတ်သားလာပါတယ်။နိုင်ငံကူးလက်မှတ်အတူကလေးကလည်းပြောစရာမရှိတော့အောင်ဒေသက်တိကျနေပါတယ်။ထို့တက်မူနီကစိတ်ကိုတိမ်ညွန့်သွားစေခဲ့ပါတယ်။ ိုပါတရှုမဲကလေးကမူနီဖာရက်ကိုစိတ်ပါနေရဆိုတာကိုလည်းသူနားလည်ပါတယ်။နောက်ပြီးတော့သူ့ကိုလည်းစေတနာရိုးနဲ့ကမ်းလှမ်းနေကြောင်းကိုလည်းမူနီဖာရက်အနေနဲ့သိရှိထားပြန်ပါတယ်။ဒါကြောင့်မလို့မူနီကထိုနေရာထဲမှာပဲတထိုင်နဲ့ဆုံးဖြတ်ချပြီးတော့ Israel နိုင်ငံကိုဖောက်ခွာလာခဲ့ပါတယ်။24နှစ်အတွင်းမူနီဟာနီဂတ်တဲကနာထဲမှာရှိတဲ့ Israel Six Clan ခုမှာအရေးကြီးသောဧည့်သည်တော်တစ်ဦးဖြစ်ရောက်ရှိနေပါပြီ။ မော့ဆက်အဖွဲ့ကြီးမှထောင်လန်းရေးအရာရှိအချို့ကသူ့ကိုလာပြီးတော့တွေ့ပါတယ်။သူတို့ကဘာဘာညာညာစာချဲ့မနေတော့ဘဲနဲ့တဲတို့ပဲမေးကြပါတော့တယ်။ခမည်းဤရွက်ကိုပြန်ပြီးတော့ခမည်းရဲ့လေရင်ပြန်ကိုအစ္စရေးနိုင်ငံကိုမောင်းယူလာပေးနိုင်မလား။ခမည်းကိုကျွန်တော်တို့ငွေကြီးတော်တော်များများပေးမယ်။ခမည်းရဲ့အသက်နဲ့ခမည်းမိသားစုအသက်ကိုလည်းလုံးဝတာဝန်ယူဆောင်ရှောက်ပေးမယ်။ဒီရောက်လာလို့ရှိရင်ခမည်းအစ္စရေးနိုင်ငံသားဖြစ်စီရမယ်။ပြီးတော့အလောက်ကင်တစ်ခုကိုလည်းကြာကြာနာနာပေးထားပါမယ်။ဆိုတဲ့စကားကိုပြောပါတယ်။ မူနီကလည်းအစ္စရေးတို့ရဲ့ကမ်းလှမ်းချက်ကိုချက်ချင်းပင်လက်ခံလိုက်ပါတယ်။ဒါပေမဲ့သူ့အနေနဲ့ကမ်းလှမ်းချက်တခုလည်းထပ်ပြီးတော့ရှိနေခဲ့ပါတယ်။ဒါကတော့ကျုပ်စနီးနဲ့ကလေးတွေရဲ့လုံခြုံမှုကိုတာဝန်မခံရင်တော့ဒီကိစ္စကိုကျုပ်လက်မခံနိုင်ဘူး။ခင်ဗျားတို့သိတဲ့အတိုင်းပဲဘက်ကတက်မှာလူတွေကိုကြိုးပေးတတ်တာဗျ။ကျုံမင်းမကိုသူတို့ကြိုးပေးပြီးတော့ကလေးတွေကိုပါတတ်ပြစ်လိမ့်မယ်။ဆိုတော့အဖွဲ့ဝင်ချင်းချင်းကပြောပြီးတော့ပြောလိုက်ပါတယ်။ဟုတ်ပါတယ်ဘက်ကတက်မှာကြိုးပေးတတ်တာပါပဲ။ကျုပ်တို့ကိုယ်တိုင်တွေ့ဘူးမြင်ဘူးခဲ့တာပေါ့ဗျာ။ ဆိုပြီးတော့ပြန်လည်ပြောဆိုခဲ့ပါတယ်။မော့ဆက်တို့ကမူနီရဲ့မိသားစုလုံခြုံရေးအတွက်မစိုးရိမ်ရတော့မှစတင်လှုပ်ရှားရမည်ဖြစ်ကြောင်းတည်တည်ကြကြပြောပြကြပါလေ။ဒီကိစ္စအတွက်တော့ကျုပ်တို့တာဝန်ထားပါလို့လေသူတို့ကမူနီကိုကတိပြုခဲ့ပါတယ်။မူနီကထိုနေရာမှာလည်းပဲဆုံးဖြတ်ချက်ချပြီးတော့အပြေပေးလိုက်ပြီးဖြစ်ပါတယ်။ခုနောက်အစ်စရီတို့ကမူနီပြန်တန်းရမယ်မြေပုံကိုပြပြီးတော့ဗီဒါစကန်တွေ အီရတ်နဲ့ဂျော်ဒန်ရဲ့စစ်ကန်တွေကိုငွေလိမ်ငွေကောက်ပြန်တန်းရှောင်ရှားလာရန်ရွေးချယ်ရမယ့်လေကြောင်းလမ်းများကိုလည်းကြာတာပေးခဲ့ပါတယ်။နောက်ပြီးတတိလည်းတည်တည်ချာချာပေးလိုက်ပါတယ်။ပြန်တန်းရမယ့်ခရီးကတော့အန်ဒီရဲ့တော်တော်များတယ်လို့ခင်ဗျားဆွဆွဲမြဲမြဲမှတ်ထားပါ။ခရီးကတော့ကီလိုမီတာ900မိုင်600နီးပါးရှိတယ်။ခင်ဗျားရဲ့အပေါင်းအသင်းတွေကခင်ဗျားရဲ့အကြံကိုတည်သွားရင်လေရင်ပြန်တွေလှုပ်ပြီးခင်ဗျားရဲ့လေရင်ပြန်ကိုလေထဲမှာပဲဖောက်ခွဲပြစ်လိုက်မယ်။ ဒါမှမဟုတ်ခမားရဲ့လူတွေကမလုံနိုင်ရင်တော့ဂျော်ဒန်တွေကခမားကိုပြစ်ချလိမ့်မယ်။သူရှင်းပြကြပါတယ်။ဆိုတော့မူနီဘက်ကလည်းကျွန်တော်အချင်းတွေကိုနားလည်ရိတ်စားပါတယ်။ကျုပ်လီယင်မြောင်ကိုယူဆောင်လာခဲ့ပါမယ်လို့အပြေပေးပြီးတော့နီဂတ်တဲကနာရအတွက်မှာရှိတဲ့စစ်စခန်းကမူနီနဲ့အစ္စရေးလီတပ်အရာရှိများသည့်ညနေဆောင်တီတီမူနီထွက်ပြေးရမယ့်ကိစ္စများကို အသေးစိတ်မနာတမ်းလေ့လာသုံးသပ်ကြပါတယ်။မူနီရဲ့အခြေဆိုင်စခန်းမှာ ဖြစ်ဖြစ်နေတဲ့အကြောင်းအရာများကိုအစ်စွေးတို့ကသူ့လောက်နေပါသိရှိနေကြသဖြင့်မွန်နီတယောက်အန်အောမင်တက်သွားကြပါလေစကမ်းမှာရှိနေတဲ့ရုရှားနဲ့အာရပ်ပြာရှိတွေရဲ့အမည်ကိုလည်းသူတို့သိရှိကြပါတယ်စစ်စကန်းတစ်ခုလုံးရဲ့ဒီရှိနေပုံကိုလည်းသိရှိကြပါတယ်လေးချင်းပြန်တန်းကြတဲ့အချိန်ဆင်းကိုလည်းအသေးစိတ်တိတိကျကျထပ်မံသိရှိနေပြန်ပါတယ်ခရီးရှိပြန်တန်းမှုတွေပြုလုပ်တဲ့နေ့တွေခရီးတူပြန်တန်းမှုပြုလုပ်တဲ့နေ့များကိုပဲတိတိကျကျသိရှိကြပါတယ်ခရီးရှိပြန်တန်းရမယ့်နေ့တွေကိုလည်း ရုရှားဆီယာများကအီရတ်လေတရဲတို့ရဲ့လေရင်ပြန်မှာအပိုဓာတ်စီတန်ကီများတက်ခိုင်းထားခြင်းကိုလည်းသိရှိကြပါတယ်။အပိုယူလာတဲ့ဓာတ်စီကမူနီကိုအစ္စရေးနိုင်ငံတို့ပို့ပေးနိုင်မှာမလွဲဧကန်ပဲဖြစ်ပါတယ်။အဲတော့မူနီရဲ့ခရီးရှည်ပြန်တန်းရမယ်။တနေ့နေ့မှာဖတ်ပြေးရန်အတွက်တိုင်ပင်ခဲ့ကြပါတယ်။သူပြန်တန်းလာစဉ်မှာမူနီက ြိုတင်သတ်မှတ်ထားတဲ့အချက်ပြနည်းတွေကိုသုံးပြီးတော့ဆောင်ဆိုင်နေတဲ့အစ္စရေးတို့ထံသတင်းပို့ပြီးအခြေအနေကောင်းမကောင်းစုံစမ်းရန်ဖြစ်ပါတယ်မော့ဆတ်ဖို့ဝင်တို့ကအမူအညီကိုတတိရိယာဖြင့်ထားရန်ထပ်လောင်းပြောကြားကြပါတယ်အီဂျစ်လေတရဲတူဖြစ်သူမာမော့ဟီမီရဲ့အဖြစ်အပျက်ကိုတတ်တည်ပြ၍တတိပေးချပြန်ပါတယ်ဟီမီက1964ခုနှစ်သူပြန်တန်းနေတဲ့ရုရှားလို့ဘရက်လေရင်ပြန်ကိုမောင်းပြီးတော့ဣသရေလနိုင်ငံထဲကိုခိုးလုံလာရောက်ခဲ့ပါတယ် အီဂျစ်နိုင်ငံကယေမန်နိုင်ငံမှာဆင်နွှဲခဲ့တဲ့စစ်ပွဲကိုဟယ်မီကကန့်ကွက်ခဲ့တဲ့အတွက်ဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုဒီမှာပဲရန်နာပြစေခင်ဗျာ။အပိုင်းနှစ်ကိုမနက်ပြန်မှာဆက်ပြီးတော့တင်ဆက်ပေးသွားပါမယ်။ဘာလို့လဲဆိုတော့ဗီဒီယိုကအရင်ရှည်လာတဲ့ခါမှာမိတ်ဆွေတို့နားထောင်ရတာပြင်းလာမှဆိုတဲ့အတွက်ကြောင့်မလို့နှစ်ပိုင်းခွဲပြီးတင်ဆက်ပေးရခြင်းဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ကြည့်ရှုပေးဖို့တော်လည်းမြတ်တာရက်ခံလိုပါတယ်အားလုံးကိုကျေးဇူးပါခင်ဗျာ